ပေါင်းစည်းခြင်းပြန်လည်ပေါင်းစည်းခြင်းကျမဟာ February လကိုတနစ်တာရဲ့အကောင်းဆုံးလအဖြစ်အမြဲတမ်းတွေးခဲ့ပါတယ်ကျမရဲ့ဖခင် ပြီးတော့အမေဘက်က အဖိုး Now Abraham Lincoln နဲ့ George Washington အစရှိတဲ့ကျမချစ်ခင်လေးစားအားကြရတဲ့ပုံကိုယ်တွေအားလုံးဟာ February လမှာမွေးတဲ့သူတွေဖြစ်ပါတယ်အဲဒါကြောင့်ကလေးဘဝကလေးကစပြီး ျမ February လကိုကောင်းခြင်းများသူရသက်တီများရဲ့လားလို့မြင်နေခဲ့ပါတယ်။နောက်ထပ် February လရဲ့ကောင်းချက်တရေကို တိုးစေတာက Everhan Lincoln ရဲ့မွေးနေ့ဖြစ်တဲ့ February 17ဟာကျမတို့မြန်မာနိုင်ငံရဲ့ပြည်ထောင်စုနေ့ဖြစ်နေလို့ပါပဲ။တိုင်းပြည်လွတ်လပ်ရေးရရှိဖို့မြန်မာနိုင်ငံအတွင်းမှာနေတဲ့တိုင်းရင်းသားမျိုးနွယ်စုအချို့အတူစုစည်းပူးပေါင်းကြိုးစားပြီးသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့နှစ်ပတ်လည်နေ့ပေါ့။ ဒါဟာမကြုံစဘူးထူးကဲလာတဲ့နိုင်ငံရေးခြေလှမ်းတစ်ရပ်ဖြစ်ခဲ့ပါတယ်1948ခုနှစ်မှာစူပေါင်းပြီးလက်မှတ်ထိုးခဲ့တဲ့ ရှမ်းပြည်နယ်ကမြို့ကလေးကိုအကြောင်းပြုပြီးပင်လုံစာချုပ်လို့ခေါ်တွင်တဲ့စာချုပ်ဟာတကယ်တော့ညီညွတ်ရေးအတွက်ပြည့်ပြည့်စုံတဲ့ဖော်မြူလာတစ်ခုမဟုတ်ခဲ့တော့လဲပြည်ထောင်စုစိတ်ဓာတ်ရဲ့အနှစ်သာရကိုကိုစားပြုဖော်ပြနေပါတယ်ဒီနေ့2012ရဲ့ February လကလည်းတမမျော်မှန်းထားတာတွေဖြစ်လာခဲ့တဲ့လပါပဲ။ ကြားပြတ်ရွေးကောက်ပွဲအတွေ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့စီယုံရေးခရီးစဉ်တွေကို January လကုန်ပိုင်းမှာမြန်မာနိုင်ငံရဲ့အရှိတောင်ဘက်အမည်ပြမှာရှိတဲ့ဒဝေမြို့မှာမင်္ဂလာအရှိဆုံးနီးလန်းများနဲ့စတင်ခဲ့ပါတယ်23နှစ်တာကာလအတွင်းကျမရဲ့ပထမဆုံးသောဒဝေခရီးစဉ်ဖြစ်ပြီးဒီအချိန်တွေအတွင်းမှာ တနင်္သာရီဒေသကပြည်သူလူထုရဲ့ထောက်ခံမှုက လူဦးရေအရာရောစိတ်ဓာတ်ခိုင်မာမှုခွန်အားတွေအရာပါရောနေသွားခြင်းမရှိတာကိုတွေ့ရတဲ့အတွက်စိတ်ကျေနပ်ဝမ်းမြောက်မိပါတယ်။အဟံတာအနေငယ်ရှိခဲ့တော့လဲ February လရဲ့ပထမပတ်မတိုင်မီမှာအတော်ပဲအရှိန်အဟုန်ရလာခဲ့ပါတယ်။စီစဉ်ထားတဲ့မန္တလေးခရီးစဉ်ကိုတော့လူထုစီဝေပွဲကျင်းပရန်နေရအခက်အခဲကြောင့်ရွှေ့ဆိုင်းခဲ့ရပါတယ်။ သို့သောအေယာဝတီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ပသိမ်နဲ့ကျမမိခင်ရဲ့ဇာတိမြေဖြစ်တဲ့မြောင်းမြတို့ကိုတော့စီစဉ်ထားတဲ့အတိုင်းသွားရောက်နိုင်ခဲ့ပါတယ်။ရန်ကုန်ကနေမနစ်စောစော ထွက်လာခဲ့ကြပေမဲ့တိတ်ပြီးခရီးမတွင်လှပါဘူး။လမ်းတလျှောက်ရွာတိုင်းမှာကျမတို့ကိုထောက်ခံတဲ့ပြည်သူတွေကထွက်ပြီးနှုတ်ဆက်ကြပါတယ်။အဖွဲ့ချုပ်အလံငယ်လေးတွေဝေယမ်းကြပန်းတွေလက်ဆောင်တွေကမ်းကြပါတယ်။လက်ဆောင်တွေထဲမှာပါတဲ့ဒေတာယိုးရာဆေးချေတာထားတဲ့ပသိမ်ကြီးတွေကတော့ အဲ့ဒီနေခင်းမှာပဲလက်တွေအသုံးဝင်ခဲ့ပါတယ်။ပသိန်ကိုရောက်တော့မှန်းထားတဲ့အချိန်ထက်များစွာနောက်ကျနေပါပြီ။နေကလည်းအလွန်တရာပူလောင်နေပါပြီ။ ARD တိုင်းဒေသကြီးအစိုးရကအမိန့်တွေထုတ်ပြန်ထားပါတယ်။ကျောင်းသူကျောင်းသားတိုင်းအဲ့ဒီနေမှာမပြက်မကွက်ကျောင်းတက်ရမယ်။အစိုးရဝန်ထမ်းအားလုံးအဲ့ဒီနေမှာခွင့်ယူခွင့်မရှိပြီးတော့ပသိန်ကောလိပ်ကျောင်းသားများဟာလည်းအဲ့ဒီနေမှာပဲအစမ်းဆောင်ပွဲ ဖြေဆိုရမှာဖြစ်ပြီး ဒီစာမေးပွဲမှာအရေးချင်းပြည်မိမှသာအတန်းတင်စာမေးပွဲကြီးကိုဖြေဆိုခွင့်ပြုမယ်စသည်လို့ဖြစ်ပါတယ်။ဒီလိုလှုပ်ဆောင်ချက်တွေဟာအဖွဲ့ချုပ်ကိုထောက်ခံကြောင်းအထက်တန်းကျောင်းသူကျောင်းသားတွေကောလိပ်ကျောင်းသူကျောင်းသားတွေနဲ့အစိုးရဝန်ထမ်းတွေမပြသနိုင်ဖို့ရည်ရွယ်ကြောင်းထင်ရှားပါတယ်။ဘလို့ပဲဖြစ်ဖြစ်ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုကြိုးဆိုကြတဲ့လူအုပ်ကြီးတွေမှာလူငယ်များအင်အားကောင်းစွာပါဝင်နေတာကိုတွေ့ရပြီး မော်တော်ဆိုင်ကယ်တန်းရှည်ကြီးကလူလူဟောပြောဝဲလောက်တဲ့ဘောလုံးဝင်းနဲ့ကိုရောက်တဲ့အချိန်လမ်းတစ်လျှောက်လုံးကျမတို့နဲ့အတူတကွလိုက်ပါလာခဲ့ပါတယ်။မြေကြီးလမ်းသာဖြစ်တဲ့မြောင်းမြကိုသွားတဲ့လမ်းတစ်လျှောက်မော်တော်ဆိုင်ကယ်အများပြားဟာကျမတို့နဲ့အတူလိုက်ပါလာဆဲပါပဲ။လမ်းမေးကရွာသိမ်းရွာငယ်အများပြားဟာစင်းရဲမှုနဲ့ချွတ်ချုံကြနေပါတယ်။ဒေသခံရွာသူရွာသားတွေဟာနေပူပူဖုံထူထူနဲ့ခိုးကိုရမယ်သူတို့ဘဝကိုမှတ်မှုပဲ ကျမတို့ကိုတောက်ပတဲ့အပြုံတက်ကြွတဲ့အတန်တွေနဲ့ကြိုးစိုးနှုတ်ဆက်ခဲ့ကြပုံမှာလဲနှလုံးသားကြေကွဲစေရပါပဲကျမတို့ပြည်သူပြည်သားတွေရဲ့ဘဝတွေကိုလုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်မှာတင်တင်လျောက်ပတ်တဲ့လူနေမှုဘဝအစဉ်အတန်းရရှိအောင်အစွမ်းကုန်ကြိုးစားကူညီဖို့အတွက်ကြီးမားလေးနဲ့တဲ့တာဝန်ဝတ္တရားဘလောက်ကြီးလေးတယ်ဆိုတာကျမတို့ကိုသဘောပေါက်စေပါတယ်ထင်ထားတဲ့အတိုင်းပါပဲ မြောင်းမြမျိုးသူမျိုးသားတွေဟာကျမကို မတွေ့ရတာကြာပြီဖြစ်တဲ့မိသားစုဝင်တယောက်လိုကြိုဆိုခဲ့ကြပါတယ်။မြောင်းမြမျိုးရဲ့လူဦးရေအများစုကကရင်တိုင်းရင်းသားတွေဖြစ်ပြီးတော့ကျမရဲ့လူလူစည်းဝေးပွဲကိုကရင်တိုင်းရင်းသားအများအပြားတက်ရောက်ကြပါတယ်။ကျမတို့ရဲ့ပြည်သူကိုယ်စားလှယ်လောင်းကလည်းအများစုလေးစားခြင်းခံရတဲ့ကရင်အမျိုးသားကြောင်းဆရာတယောက်ဖြစ်နေတာပါ။ကရင်တိုင်းရင်းသားများရဲ့အသွေးအရောင်ဆုံးလာတဲ့ဝတ်စုံတွေကမြို့ကျော်ဝဲဖြစ်ပြီး လူအုပ်ကြီးရဲ့ပျော်ရွှင်မြူးရမှုစိတ်အားထက်သန်မှုတွေကိုမွန်တန်နေရဲ့အညာကြကင်းမဲ့တဲ့ပူလောင်မှုအောင်မှကြောင်းအတိုင်းသားမြင်တွေ့နေရပါတယ်။ရေပေါက်လေးတွေလို့တိုက်ရိုက်အတိတ်ပဲရတဲ့လူသုံးများမြမဆိုရိုးစကားရေဆက်ဆိုတာရှိပါတယ်။ကျမတို့တယောက်နဲ့တယောက်စကားပြောရမှာရေဆက်ပဲဒါမှမဟုတ်ရေဆက်ဆုံးတာပဲစသဖြင့်ပြောလို့ရှိပါတယ်။အချင်းချင်းအကြာကောင်းတဲ့ကံဆက်နွယ်မှုများရှိတာကြောင့် တွေ့ဆုံကြရတာကိုဆိုလိုပါတယ်။အစဉ်အလာအပြင်ဆိုရင် အလူတန်းတွေပြည်တုပ်ပြီးတဲ့အခါရေကရတဲ့ကရေကို ဖလားတွေကိုတစ်စက်ချင်းတစ်စက်ချင်းလောင်းချလေရှိပါတယ်။ပြီးသွားတဲ့အခါဖလားတွေကရေကိုမြေကြီးပေါ်ကိုအကုန်သွန်ချလိုက်ပါတယ်။အဲ့ဒါကတော့မဟာပထဝီမြေကြီးကို ပြုတ်လိုက်တဲ့ကောင်းမှုကုသိုလ်အတွက်အသေးသေးပြုတ်လိုက်တာပါပဲ။ဒီလိုလှုပ်ခြင်းအပြင်ကောင်းမှုကုသိုလ်ပြုတ်လို့အမျှဝေလိုက်တဲ့သူတွေအားလုံးဟာ ဒီလောကတန်တရာကြီးထဲမှာပြန်ပြီးရေဆက်ဆုံတွေ့ကြုံကြရတယ်လို့ယူဆကြပါတယ်။ February လရဲ့ဒုတိယဘက်ကတော့ကရင်အမျိုးသားများနဲ့ကျမရေဆက်ဆုံရတဲ့အချိန်ပါပဲ။ဒီလရဲ့ခုနှစ်ရက်မြောက်နေ့မှာမိခင်ဖြစ်သူရဲ့ဇာတိမီမြောင်းမြမှာကရင်အမျိုးသားတို့အကြားမှာရှိနေခဲ့ပါတယ်။၁ရက်မြောက်နေ့မှာတော့အစိုးရနဲ့ငင်းငယ်ရေးဆွေးနွေးပွဲတွေလုပ်ဖို့လာတဲ့ကရင်အမျိုးသားအစည်းအရုံး KNU ကရင်မျိုးသားလက်မြောက်ရေးတမတော် KNL ကိုယ်စားလှယ်အဖွဲ့တွေကိုကျမရင်နေအိမ်ကိုဖိတ်ခေါ်ဧကန်ခွင့်ရရှိခဲ့ပါတယ်။နေပြည်တော်မှာကျင်းပမဲ့ငင်းငင်းရေးဆွေးနွေးပွဲအပြီးမှာရန်ကုန်မှာကျမနဲ့တွေ့လို့ရနိုင်မလားဆိုတဲ့ KNU KNL ဗဟိုဌာနချုပ်ကအစာကိုရရှိခဲ့တာဟာမယုံကြည်နိုင်လောက်အောင်ပါပဲ။ပထဝီအနေထားအရာနိုင်ငံရေးအခြေအနေအရာတုံးနဲ့တူကြာမြင့်စွာအလန်းကွာဝေးခဲ့ကြရတဲ့နှစ်ပေါင်းတစ်လျှောက် ်နိုင်ငံတော်အတွက်ငြိမ်းချမ်းရေးနဲ့တာယာဝါပြောရေးတို့အတွက်လှူလာတောင်းဆိုခဲ့ကြရမှာ မိတ်ဆွေရဲဘော်ရဲဘက်လက်တွဲဘော်တွေလို့စိတ်ထဲမှာအမြဲထားရှိခဲ့သူများနဲ့တွေ့ဆုံဖို့အခွင့်အရေးရတာမှာပါလားစလေးဦးပါဝင်တဲ့အဖွဲ့ရောက်ရှိလာပြီးအချိန်နှဲငယ်အတွင်းမှာပဲကျမတို့တိုင်းပြည်ရဲ့ပြည်သူတွေကြားမှာဖြစ်ဖြစ်ဖန်တီးခဲ့တဲ့မလိုလားအပ်တဲ့အခြေအနေအတားအဆီးတွေရှိခဲ့ပေမဲ့ ကျမတို့ရဲ့နှလုံးသားတွေစိတ်ဓာတ်တွေဟာအလန်းဝေးနေကြတာမဟုတ်ဘူးဆိုတာရှင်းလင်းသွားပါတော့လေ။အောင်စန်းစုကြည်2012 February 24အခုနားဆင်ခဲ့ရတာကတော့ဒေါအောင်စန်းစုကြည်ရေးသားတဲ့ပေါင်းစည်းခြင်းပြန်လည်ပေါင်းစည်းခြင်းဆိုတဲ့ဆောင်းပါးလေးဖြစ်ပါတယ်။ဒီဆောင်းပါးလေးကိုဂျပန်နိုင်ငံမိုင်းနီချီသတင်းစာရဲ့မြန်မာပြည်ကရေးတဲ့စာကန်တာမှာ2012ခုနှစ် February 24ရက်မှာ အင်္ဂလိပ်ဘာသာဂျပန်ဘာသာတွေနဲ့ဖော်ပြခဲ့တာဖြစ်ပါတယ်။အခုနားဆင်ရတဲ့မြန်မာဘာသာပြန်ကိုတော့ပြည်သူခေချာနာအတွဲ1အမှတ်27မှာဖော်ပြခဲ့ဘူးရာဖြစ်ပါတယ်ရှင်။နားဆင်ကြကြသူများရှင်လန်းအပန်းပြေကျမ်းမာကြပါစေရှင်။ကျမကတော့ ND ပါ။